ဈေးသည်တယောက်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1ရှိရမယ်အရေးအတွေးကအမြင်ရှိရမယ်တဲ့။ဘာရှိရမလဲ။အမြင်ရှိရမယ်တဲ့နော်။ဒီထဲမှာဈေးသည်တွေအများကြီးပါမယ်လို့ထင်တယ်သိလား။အေးပြီးတော့ဈေးရောက်မယ်လို့စိတ်ကူးတဲ့လူတွေများပါခဲ့မယ်ဆိုရင်ဒီတုတ်တန်ကတော့လောကီလူကိုတော်တော်အသုံးတင်မယ်တုတ်တန်ဟုတ်လားလက်ရှိဈေးရောက်နေတဲ့ပုံကိုယ်တွေပါရင်လည်းပဲ တကယ်လို့မြတ်အောင်မြင်ကြီးပွားခြင်းနဲ့အလံဝေးနေတယ်ဆိုရင်ဒီတုတ်တန်လေးနဲ့ညှိပြီးတော့တို့ဘာမြန်းလိုးနေသလဲဆိုတာကိုစီသင်ခြင်းနဲ့နာယူကြည့်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားကကြီးပွားခြင်းနဲ့ဈေးတဲ့တယောက်ကြီးပွားရမယ့်အင်္ဂါရက်နံပါတ်1အင်္ဂါရက်ကဘာလဲဆိုတော့အမြင်ရှိရမယ်တဲ့ကိုလှုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကိုရောင်းတဲ့ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ရှိရမယ် အမြင်ရှိရမယ်ဆိုတဲ့ဇာတ်ကအင်မတန်ကျပြတ်ပါတယ်ဒီပစ္စည်းဒီပစ္စည်းတွေကဘယ်ချိန်မှဈေးကျတယ်ဘယ်ချိန်မှဈေးတက်တယ်ဒီပစ္စည်းဒီပစ္စည်းတွေကဘယ်ရက်ဒေသကထွက်တာဘယ်ရက်ဒေသကတော့တိတ်ပေါ်တယ်ဘယ်ရက်ဒေသမှာတိတ်ရှားတယ်ဒါမျိုးတွေသိထားဖို့မလိုဘူးလားလိုတာပေါ့ဘယ်ချိန်ဘယ်ချိန်မှာလူတွေဟာဘလို့ပစ္စည်းတွေကိုအသုံးများတယ်အဲ့လိုကိုလုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ကျရမယ် အမြင်မရှိဘူးဆိုရင်တော့ဈေးရောက်ရင်တေချာပေါက်ရှုံးမှာပဲမကြခင်မှာပဲစီးပွားဥစ္စာတွေပြည်စုံခြင်းဆိုတာမရဘဲနဲ့မကြခင်မှာပဲအရင်အနှီးပြုတ်သွားခြင်း ဆိုတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ကြီးပွားချမ်းသာခြင်းနဲ့ဈေးတွေတယောက်နံပါတ်၁ရှိရမယ့်အင်္ဂါရက်ဒီအမြင်ရှိရမယ်ကိုလုတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဉာဏ်အမြင်ရှိရမယ်ဒါနံပါတ်၁အင်္ဂါရက်ပေါ့ နောက်နံပါတ်1ပြည့်စုံရမယ်အရေးအသွေးကဘာလဲဆိုတော့ဝိဒူရောစထမြက်တဲ့လုံလဝရိယနဲ့ပြည့်စုံသေးလေးဟောတိဖြစ်၏တဲ့ဝရိယရှိရမယ်အမြင်တွေတော့ရှိပါရဲ့အသိတွေတော့ရှိပါရဲ့လက်တွေ့ဘာမှအကောင်အထည်မဖော်ဘူးဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုတ်ရလားအေးမသွားဘဲနဲ့မရောက်နိုင်ဘူးမစားဘဲနဲ့မဝနိုင်ဘူးမလုပ်ဘဲနဲ့မရနိုင်ဘူး ဒါကြောင့်ကြီးပွားတိုးတက်ခြင်းနဲ့ဈေးပဲတယောက်တည်းမိမိရဲ့လုပ်ငန်းကိစ္စကိုတာဝန်တရက်လို့သဘောထားပြီးတော့ပြင်းထန်တဲ့လုံလဝရိယနဲ့ဇွဲနှပဲနဲ့ဘာလို့ရမလို့ကြိုးစားရမေးဒီနေ့မအောင်မြင်ရင်နောက်နှစ်အောင်မြင်ရမေးဒီနေ့ရောင်းမကောင်းရင်နောက်နှစ်ရောင်းကောင်းရမေးငါဘာမှလိုအပ်နေလို့လဲကိုချွေရင်ချက်တွေကိုရှာမေးအတွေ့အကြုံရှိတဲ့လူတွေစီကအကြံဉာဏ်ကိုတောင်းပေးပြီးရင်ကိုပြီးရင်ပြီးကြိုးစားမေး အဲ့ဒါလိုလုံလံဝရိယနဲ့ပြည်စုံပဲဆိုလို့ရှိရင်ဒီဈေးသေးတယောက်ဟာတေချာပေါက်အောင်မြင်မှာပါတဲ့မြတ်စွာဘုရားကနော်ဒါတုတိယပြည်စုံရမယ်အရှိအသွေးပေါ့နောက်တတိယအောင်မြင်ချမ်းသာခြင်းနဲ့ဈေးသေးတယောက်ရှိရမယ်အင်္ဂါရကဘာလဲဆိုတော့နေတရာတမ္ပနောစအမိကောင်းနဲ့ပြည်စုံသေးလေဟောတိဖြစ်၏အမိကောင်းရှိရမယ်တဲ့အမိကောင်းဆိုတာကဘာပြောတာတုံးဆိုတော့ ပစ္စည်းဥစ္စာနဲ့ချမ်းသာကြွယ်ဝတဲ့ကိုယ်ပေါ်မှာစေရနာမေတ္တာရှိတဲ့ကိုယ်ဆုံးရှုံးသွားတဲ့အခါမျိုးမှာ အရင်အ ndi ထုတ်ပေးနိုင်တဲ့အမိကောင်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ကိုယ့်ရဲ့မိကောင်းဆွေကောင်းကိုယ့်ကိုကူညီနိုင်မဲ့စောင့်ရှောက်နိုင်မဲ့မေတ္တာစေရနာထားနိုင်တဲ့ကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒါကိုယ့်အတွက်အမိကောင်းပဲကိုယ်ကလုပ်ငန်းကံကံလုပ်တယ်ဆိုတာတခါတရံမှာချွတ်ချော်တိမ်ပါမှားယွင်းသွားတာတွေကြောင့်ပစ္စည်းဆုံးရှုံးတာတွေမရှိနိုင်ဘူးလား ရှင်းနိုင်လဲအဲ့ဒီလိုအခြေအနေမျိုးမှာကိုယ့်ကို ပြန်ပြီးတော့ထူထူထောင်ထောင်ဖြစ်အောင်ရှိရှုဆောင်မတ်မဲ့အရင်အနေထုတ်ပေးနိုင်မဲ့အမိကောင်းဆိုတာလဲရှိရမယ်အဲ့ဒါတတိယအင်္ဂါရက်ပဲ